ပစံတပင်းကြော်နဲ့ပေးချင်လေးနေရတော့အရန်ကို live ဖတ်နေရပါပဲရှင် hello အားလုံးဝမ်းမြောက်လာပါရှင်ဒီနေ့ကတော့ပစံတပင်းကြော်လေးကြော်စားမလို့ပေါ့နော်ဒီလိုကျမတို့ထမင်းကိုပေါင်းနေမှုပဲနဲ့ရိုးရိုးလေးလေးပဲချက်မယ်ပေါ့နော်ရည်နဲ့ငှဲ့ချက်ပါမယ်ရှင်အဲ့တော့ထမင်းကိုမချက်သေးတဲ့အနေထားလောက်ပေါ့နော်ဒီမှာဆိုရှင်မြင်ရမှာပါမချက်သေးတဲ့အနေထားလောက်မှာပဲကျမကရေးစစ်လိုက်ပါတယ်ရှင်ထမင်းကိုရေးစစ်ထားတော့မှာပဲကျမတို့ပုစုံလေးကိုအခွန်ခွာပါမယ်ပြီးွားလို့ရှင်အညစ်ကြေးလေးတွေဖယ်ပြီးတန်ရှင်းစင်ကြအောင်စေချောထားပါမယ်ရှင် ပြီးွားရင်တော့ရတာအနေနဲ့ချိုမိုးစာငေကောက်မှုနဲ့စနေမှုတို့ထည့်ပြီးတော့ရတာလေးနှက်ဆက်သွားအောင်တည်တည်ချာချာလေးနေထားလိုက်ပါမယ်ရှင်ရပစုံအသားတွေကိုရတာလေးတွေနင်းဝင်သွားစေရမောနော်တည်တည်ချာချာလေးနေသွားပြီးလိုက်ပါမယ်ရှင်။ကကြီးနဲ့မကြိုက်တော့ဘူးပေါ့နော်အကောင်တိုင်းလေးတွေပဲထည့်ကြပါမယ်ရှင်။ဇုံကိုရတာလေးနှက်ဆက်သွားအောင်တည်တည်ချာချာလေးနေပြီးသွားပြီဆိုလို့ရှိရင်တော့ဓမင်းကြော်ဖို့အတွက်ပအဝင်ပစ္စည်းအသီးနှံလေးတွေကိုလှည့်ပြပါမယ်ရှင်။ ထမင်းကြော်ထဲမှာသုံးဖို့ပါဝင်ပစ္စည်းအသီးနှံလေးရောမိမိစိတ်ချိုက်ပါတော့မိမိစိတ်ချိုက်သုံးနိုင်ပါတယ်ရှင်ကျမကတော့ပြောင်းမိုးမုံလာဥနီနဲ့ပိုစားပဲပြီးတော့ခေါ်ပီလေးအနေငယ်အိမ်မှာရှိရတဲ့ခေါ်ပီလေးနဲ့ငယ်လှီလိုက်တယ်ပေါ့နော်အဲ့တော့အသီးနှံလေးတွေကိုစီကြောတန့်ရှင်ပြီးတော့ကျမတို့လှီဖြတ်ထားလိုက်ပါမယ်ကိုလိုသလောက်ပုံစံလေးကိုချိုက်တဲ့ပုံစံလေးလှီဖြတ်ထားလိုက်မယ်ပေါ့နော်ပြီးွားရင်ထမင်းကြော်မှာသုံးဖို့အတွက်စစ်သွန်ဖြူလေးကိုလည်းထောင်းထားလိုက်ပါမယ်ရှင် ဒါတော့သမင်းကရေစစ်သွားပြီဆိုတော့ရတာနေပါမယ်ချုံမုံစာ QC နဲ့ဘဲငပြားကြီးထည့်ပြီးတော့သမင်းနဲ့သမင်းကိုရတာနေပေါ့နော်တည်တည်ကြကြနှက်ဆက်သွားအောင်နေပါမယ်ရှင်။ကျမလေးရတာရရဲ့အချိုးစားတွေကိုမထည့်ပြောဆိုတာကမိမိအိမ်မှာမိမိစိတ်ကြိုက်အဲပေါ့နော်ထည့်ချက်ကြတဲ့အခါကျတော့ကျမမလိုအပ်ရင်မလိုအပ်လို့ပြောတာမပြောတာပါနော်။အဲ့တော့ရတာချိုးစားတော့မိမိအိမ်မှာစားတော့တဲ့ပုံစံတိုင်းပဲကိုယ်စိတ်ကြိုက်လေးထည့်နိုင်ပါရဲ့ရှင်။ တော့ထမင်းကိုကျွန်မထည့်ထားတဲ့ရတာလေးတွေနှက်ဆက်သွားအောင်နေပြီးပြီဆိုလို့ရှိရင်တော့ CEO ရောအနေငယ်ပဲကျွန်မသုံးတာပါတယ်ရှင်။ CC အများကြီးမသုံးတာပါဘူးရှင်။အဲ့စီရဲကိုစနေမုံလေးထည့်မယ်စီပူလာပြီဆိုရင်တော့ခုနထောင်းထားတဲ့စတုံဖြူလေးကိုအယောင်ပြောင်းသွားတဲ့အနေထားလောက်ဒီကျမတို့ကြော်သွားပြီးလိုက်မယ်ပေါ့နော်အဲ့စတုံဖြူကိုယောင်ပြောင်းတဲ့အနေထားလောက်ဒီကြော်ပြီးပြီဆိုရင်တော့ပစုံလေးကိုအရင်ကြော်လိုက်ပါမယ်ရှင်အဲ့တော့ခုနကရတာရင်နေထားတဲ့ပစုံလေးကိုစတုံဖြူကြော်တဲ့မှာတခါတည်းပဲထည့်ကြော်လိုက်မယ်ပေါ့နော် ။ပစွန်ကြော်ရဲကိုကျွန်တော်တို့ရေလေးအနေငယ်လေးထည့်ကြော်လိုက်မယ်ပေါ့နော်။ပစွန်မချက်တချက်အနေထားလောက်ဒီရေလေးထည့်ပြီးတော့ကြော်သွားလိုက်ပါမယ်ရှင်။ရှည်ထည့်ပြီးတော့ကျမတို့ပစုံကလည်းမချက်တချက်အနေထားလောက်ရောက်သွားပြီဆိုလို့ရှင်တော့ခုနကလီးထားတဲ့အသီးနှံလေးတွေကိုထည့်လိုက်ပါမယ်ရှင်။အသီးနှံဒီနေရာမှာလိုတိုးပိုလျှောမိမိဆိုင်ဆိုင်လုပ်နိုင်ပါတယ်နော်။မိမိကြိုက်နေတဲ့အသီးနှံလေးထည့်နိုင်ပါတယ်ရှင်။ တော့ကျမတို့အသီးနံနဲ့ပစုံနဲ့ကြော်နေနေပေါ့နော်ရတာနေနဲ့ QC မြုပ်ကောင်းမုတ်ချိုမုတ်စာနဲ့ဘဲငပြားရီတို့ထပ်ထည့်လိုက်မယ်ပေါ့နော်ဒီအသီးနံနဲ့ပစုံနဲ့ကြော်တဲ့အချိန်မှာအရသာတွေထဲမှာဖြစ်တဲ့အတွက်ထမင်းထဲမှာပေါ့နော်ထမင်းကိုအရသာနေတဲ့အချိန်မှာကျမတို့တွေအရသာကိုနည်းနည်းလျှော့ပြီးတော့နေထားပါတယ်ရှင်အဲ့တော့ထမင်းကြော်ရင်းထဲမှာကျမတို့လူရောမှာပဲလူအပ်တဲ့အရသာကိုထပ်ထည့်မယ်ပေါ့နော် ဲ့တော့အသီးနှံနဲ့ကျမတို့ပုံစံနေရချက်သွားတဲ့နေထားရောက်ပြီဆိုရင်တော့ခုနကရတာရနေထားတဲ့ထမင်းကိုထည့်ပြီးတော့တည်တည်ကြာကြာလေးနှံ့ဆက်သွားတဲ့အထိကြော်သွားပေးလိုက်ပါမယ်ရှင်။အသီးနှံတွေပုံစံတွေနဲ့ရတာတွေအားလုံးနှံ့ဆက်သွားအောင်တည်တည်ချာချာလေးမွေးပြီးတော့ကြော်သွားပေးလိုက်ပါမယ်ရှင်။ကျွန်တော်နှံ့နှံ့ဆက်ဆက်လေးကြော်သွားပြီးပြီဆိုရင်တော့ရတာလေးနေငယ်မြည်ကြည့်မယ်ပေါ့နော်။လိုအပ်တာလေးတွေထပ်ထည့်ပို့ပါရှင်။ အဲ့တော့အရသာအနေနဲ့ QC စာနဲ့ရုပ်ကောင်းမှုလေးလိုရတဲ့အနေနဲ့ထပ်ထည့်လိုက်မယ်ပေါ့နော်။ဒီဝါရင်အရသာတွေအားလုံးနှက်ဆက်သွားအောင်တည်တည်ချာချာလေးထပ်ပြီးတော့ပွေသွားလိုက်ပါမယ်ရှင်။ဒီသမင်းကြော်နေလေးရလေးအရန်လေးလွယ်ကူပြီးတော့အရန်လေးစားလို့ကောင်းတာမို့လို့လေမနက်စာစားပြီးပဲစားစားကျွန်တော်တို့သမင်းဟေးမချက်ပဲမနေ့ပေါ့နော်။သမင်းကြော်လေးပဲစားစားအရန်ဟိုမှာစားလို့ကောင်းပါတယ်ရှင်။ဒီခုဆိုရင်တော့ဓမင်ကျော်လေးကလုံးဝချက်သွားတဲ့အနေထားလေးရောက်သွားပြီပေါ့နော်ကြည်ပါဦးစားကြစရာလေးနော်အသီးနှံလေးတွေနဲ့ ဒီသမင်းကြော်လေးနဲ့အလိုက်ဖက်ဆုံးကတော့ပိတ်ချင်ပေါ့နော်ဒါကတော့ကျမတို့ကြိုက်တဲ့အနေထားကိုပြောပြတာပါရှင်။ဒါတော့ကျမသမင်းကြော်လေးနဲ့ professor ကိုပိတ်ချင်လေးလည်းဖြောထားပါတယ်ရှင်။ပိတ်ချင်ဖြောနည်းလေးကိုလည်းကျမက link လေးထည့်ပေးထားပါမယ်နော်။ကျမတို့အရင်ကပိတ်ချင်ရမ်းကြိုက်တဲ့ခါကျတော့ပိတ်ချင်ကြီးအများကြီးကိုမှဖြောထားပါတယ်ရှင်။အရန်ကိုမှစားလို့ကောင်းပါတယ်။သမင်းကြော်နဲ့အရန်ကိုမှလိုက်ဖက်တာပါပဲရှင်။ရစမပိတ်ချင်လေးတွေကိုတကြားလေးထည့်တဲ့အခါကျတော့တကြားလေးတွေပျော်ဝင်သွားစီဖို့အတွက်တည်တည်ချာချာလေးမွေးနေတာပါရှင်။ ချိပါအောင်ပေးချင်လျာလဲရောင်သွေးစုံစုံနဲ့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်အထမင်းကြော်နဲ့လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးနဲ့ကြည့်ရှုပေးကြတဲ့တူတူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီနေ့ထမင်းကြော်နီလီကအရန်ကိုမှလွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါဦးလို့တောင်းဆိုပါတယ်နော် နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲ bye bye